မင်္ဂလာပါရှင်ယနေ့ကြရောက်တဲ့အာဟာရဒါနအလှူကတော့ဥအောင်နိုင်မှအသက်60ပြည့်မွေးနေ့လူဖြစ်လူဒန်းပေးသွားတာဖြစ်ပါတယ်ရှင်ကြက်လေပင်ယိုဟင်ဖြင့်ထမင်းတနတ်စာပါကုံကြငွေတသိန်း5000ကျပ်ဖြစ်ပါတယ်တာရုတာရုတာရုပါရှင်ယခုလိုမျိုးအပေကံဒုက္ခိတတရိษံလေးများအပေါ်မှာကြီးစွာသော စေတနာထားပြီးလှူဒန်းပေးတဲ့အတွက် စေတနာရှင်မွေးနေ့ရှင်အန်ကယ်ဥအောင်နိုင်လေအသက်60ပြည့်မွေးနေ့မှာအစပြုတော့နောက်နှစ်ပေါင်းများစွာတိုင်ကိုစိတ်နှပြချမ်းမှချမ်းသာကြပါစေရှင်အန်ရေကင်းပေရှင်ပါစေစီးပွားလတ်လာပါများလဲပွင့်လန်းဝေစားကြပါစေရှင်အလောက်ကင်ကြံစီများလဲအောင်မြင်ကြပါစေမရှိစကားမကြရပါစေနဲ့အလှူရေဆက်လန်နေမကွာအမြင်မပြတ်လှူနိုင်တန်းနိုင်သောပုံကိုထူများလဲဖြစ်ကြပါစေရှင် ရရှိပြီးသောစီစဉ်ရတနာဥစ္စာအပေါင်းတို့သည်လည်းတည်တံ့၍ပြန့်ပွားတိုးတက်ပါစေ။သူတော်ကောင်းများလည်းဆောင်လျှောက်ကြပါစေရှင်။ရတနာရွှေငွေဥစ္စာပစ္စည်းများလည်းဝင်လာမစဲတသေးသေးဖြစ်ကြ၍အိမ်အပြည့်ငွေရှံပြီးကောင်းမှုကုသိုလ်များကိုလည်းဆင့်ကဲပြုလုပ်နိုင်ကြပါစေရှင်။ကောင်းသောဂုဏ်တရင်များနဲ့လည်းမှုပြန့်ကြော်စောပါစေ။ကတိသုံးပါးပင်ရန်သူမျိုးငါးပါးဘေးအန္တရာယ်များမှလည်းကင်းလွတ်ကြပါစေ။ ရေလိုအင်းရွေပန်းလိုလန်းဆန်းသောဘဝများကိုလည်းပိုင်ဆိုင်ကြပါစေလို့ကျမတို့ရွှေရောင်နှလုံးသားမိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါရရှင်။အခုဆိုရင်တော့ channel ကဂီလာနာကြောင်ကလေးခွေကလေးများရဲ့ထမင်းစားချိန်ပဲဖြစ်ပါရရှင်။ကျေးဇူးအထူးတင်ပါရရှင်။